ကောင်မလေးဘက်ကနေကြည့်မယ်ဆိုတော့အာအဲ့လိုလေးမြင်တော့ဟောနည်းနည်းလေးတော့သူရှက်သွားမှာပေါ့နော်ဒီသူစွတ်ကျင်လို့မှသူရှိရလေလာလို့တာ哦ဒီလိုလေးလို့လဲတဲ့အတွက်ကြောင့်ဟိုပတ်စံမဟုတ်လို့မယူလို့ထင်ကြတာပေါ့နော် အမှန်တော့မဟုတ်ပါဘူးကျွန်တော်အမှုဒီမှာတမစိတ်နဲ့တွေ့ကြည့်ပေးတဲ့စိတ်ဝင်စားမှုကိုသူတခုခုလိုချင်လို့သူဒီလိုလုပ်တာလို့ကျွန်တော်မြင်တယ်ခွင့်ကတော့လေခွင့်ပေးတဲ့အမြင်မှာကြတော့ဒီလိုချက်ချင်းပြတာကိုမယူတဲ့အတွက်ကြောင့်ဟာဒါရိုင်းနေလို့ဖြစ်ရင်ဖြစ်တယ်ပေါ့နော်ကိုဖိုးချီရဲ့ပေါ်ပဲမှုတည်တယ်သူဘာကြောင့်သူဒီလိုလုပ်တာလဲဆိုတာက အာဒီနေ့ကတော့ကိုတို့မလုပ်တာလဲဆိုတော့ကိုတို့လာမယ့်အခုမေလ9လပိုင်း30 31မှာကျဘန်ကောက်ဘန်ကောက်ပေါ့နော်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကိုတို့ဒီမြန်မာမြန်မာပေါ့မြန်မာ product တွေရယ်ကိုတို့မြန်မာ culture show ရယ်ကျွန်တော်ကိုတို့ပေါင်းပြီးတော့ဒီ product တွေလည်းမြန်မာရဲ့ထုတ်ကုန်တွေလည်းရောင်းမယ် culture show တွေပြမယ်ကျွန်တော်ကိုတို့ပေါ့နော်ဒီပွဲလေးတစ်ခု season ထားတယ် hard for မြန်မာပေါ့နော် showcase ပေါ့ ကမင်နီယာထိုင်းနိုင်ငံဘန်ကောက်မြို့ MBK Shopping Mall ရဲ့ဒီ area တွေမှာအကိုတို့ကကြမယ်အဓိကတော့အကိုတို့ဘာလို့တာလဲဆိုတော့ဒီမြန်မာတွေမြန်မာရဲ့ဒီထုတ်ကုန်ရဲ့မြန်မာ tradition တွေကိုပြသပြီးတော့ကျွန်တော်ကိုတို့ဒီငင်းလင်းရံပုံငွေအတွက်ဒါအဲ့အဲ့လေးလောက်တာပေါ့နော်အဓိကအဲ့ဒါပါပဲဟုတ်အသက်6နှစ်သားတွေကအကိုကအမျိုးသားတွေအကပြိုင်ပွဲလို့အဲ့အဲ့မျိုးအကပြိုင်ပထမဆုံး3ခါရတယ်ဆိုကရဒီအသက်7နှစ်အထက်64မှာပထမဆုံးရအကဝရံဝါသနာပါအကဘွာသာပါတော့ ကကျင်တဲ့အခါကျတော့ကဘာလို့လဲဆိုတော့ကကြီးပြိုင်နေနောက်ပြီးတော့ဗမာနိုင်ငံကို60အကိုစုကကြီးပြီးတော့ဒီဟိုတယ်နဲ့ခီးသွားလုပ်ငန်းဝင်ကြီးဌာနပေါ့အဲ့မှာအကွာဝင်ပြီးတော့ဝင်တန်းဝင်လောက်တာကကျင်တဲ့အခါကျတော့သူကပွဲကရတာပေါ့အသက်က14နှစ်ပဲရှိတယ်အဲ့မှာအကိုလောက်တယ်အဲ့ဒါပြီးတော့ဘာဖြစ်လဲဆိုတော့ဒီ model လောကရောက်လာတင်မိုးလွင်တို့ Mr. Brian တို့ John Lwin တို့ဒီဗမာနိုင်ငံကို model ရောက်လာတဲ့အချိန်မှာအကွာ talent and model မှာ ဝင်ပြီးတော့မော်ဒယ်တင်တဲ့အရွေးခံတော့ပါသွားအောင်အဲ့လိုလုပ်တယ်နော်အမျိုးဆုံးတော့မော်ဒယ်တင်တဲ့အရွေးခံတော့ပါသွားတဲ့အချိန်မှာအဲ့မှာမော်ဒယ်တင်တန်းတလားတက်တယ်တက်ပြီးတော့ကိုယ်ကစာချုပ်ချုပ်တယ်တနည်းစာချုပ်ချုပ်ရတယ်ချုပ်ပြီးတော့သူတို့စီမှာသူတို့လောက်တာလောက်ရတယ်ပေါ့နော်အဲ6စာချုပ်ရှိပြီလောက်တဲ့ချိန်မှာအခုကဘာပြန်သူတို့ကကိုယ်ဘာပြန်ခိုင်းတာလဲဆိုတော့သူတို့စီက model model တွေယောက်ျားလေးတွေမိန်းကလေးတွေပေါ့အခုအကပြန်တင်ပေးရတယ်ဒီကက်တော့ခုံမှာ ဒီမိုးအကအကတွေဆက်လို့တာအကိုဘက်ဆက်အကိုဆက်ဆက်လို့တာဆက်လို့တယ်ဆိုတော့အဲ့လေသူတန်တဲ့ဆံပေါ်တွေကအကွာစာချုပ်တော့မှာသူတို့ဆက်လို့တယ်တော့ကွာပြန်သိမ်းပြရအဲ့စမိုင်းတို့အမီနာအမီနာဆိုတာမချောဆယ်ရောက်ကြတဲ့အမီနာကလက်ရှင်လေးတွေတော့သိရင်ဒီပါအဲ့စမိုင်းတို့မိုးတနာထက်တို့အရင်တော့အကိုတပည့်အဲ့အဲ့အရာတွေပေါ့နော်အကိုကမှပြောပြတာစမိုင်းတို့ပါဆိုတော့အကိုတပည့်သူတို့သူတို့တွေအကတင်ပေးခဲ့ရအဲ့အဲ့အရာမျိုးပေါ့နော်တန်28နည်းရောက်ပေါ့အဲ့မှာကိုမိုးမင်းကနေပြီးတော့ဇက်ပြန်ထောင်းမယ်လို့တည်င်ကြကိုမိုးမင်းစီမှာကွာဇက်ပညာ ဇက်ကကျင်တာအဓိကဇက်ကကျင်တော့တွားပြီးတော့သူ့စီမှာတပည့်ခံလိုက်တယ်သူ့ပြလက်ထောင်မင်းသားအနေနဲ့နှစ်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 ကခဲ့ကခဲ့ပြီးတော့မှကွာသူ့စီကနေထွက်ထွက်ပြီးတော့မှညံ့နှုတ်မှုတပင်ဆိုတဲ့ဟိုတော့ပေါ့မွန်ပြည်နေကဇက်လို့ခေါ်မှာပေါ့တော့ဒါမဲ့တော့ရန်ကုန်မှာထောင်းလာသူကဇက်လက်ပေါ့ဇက်ကြီးချမ်းတော့မဟုတ်ဇက်လက်တန်းမှာသူကမင်းသားလုံတဲ့အချိန်မှာအကွာကောင်းဆောင်မင်းသားနေတယ်သူ့စီမှာအကို6နှစ်ကကောင်းဆောင်6နှစ်ကပြီးတော့မှစိတ်မဟာတပင်ဆိုပြီးတော့ကွာထောင်ပြီးတော့မှဇက်တပင်လောက်ကလည်းရောက်လာတယ်။ဘုဒ္ဓမြတ်ဆိုရင်ဒါကိုကိုချစ်ကပြိတ္တတွေက ိုချစ်တော်ဒီပန်းကုန်းတွေပါလေးစွတ်ပေးတာမယူသေးမနဲ့စောင့်နေတာဩကိုတွေ့တယ်တွေ့တယ်တွေ့ပြေးလေးလေးပြပြပေးပါအောင်အဲဒါကြတော့တခုရှိတယ်ဗျသူကမယူသေးတယ်ဆိုတာကသူကဘာလဲဆိုတော့ဟိုကလေဟိုပရိသတ်ကိုဆွဲဆောင်မှုဘိုင်းတခုနဲ့လည်းသက်ဆိုင်တယ်လို့ခုနပရိသတ်တွေထင်မြင်ချက်လည်းဖြစ်ရင်ဖြစ်နိုင်တယ်ဗောနော်ကျွန်တော်အမှုဒီမှာဒီမှာစိတ်နေတွေ့ချင်းပရိသတ်ရဲ့စိတ်ဝင်စားမှုကိုသူတခုခုလိုချင်လို့သူဒီလိုလောက်တာလို့ကျွန်တော်မြင်တယ် ီကိုဘိုးချီရဲ့ပေါ်ပဲမှုတည်တယ်။ तू ဘာကြောင့် तू ဒီလိုလောက်တာလဲဆိုတာကသူ့ပေါ်ပဲမှုတည်တယ်။ဒါပေမဲ့ပရိသတ်ရဲ့အမြင်မှာကျတော့ဒီလိုချက်ချင်းပြတော့မယူတဲ့အတွက်ကြောင့်ဟာဒါရိုင်းနေလို့ဖြစ်ရင်ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အမြင်ကတော့ तू တခုလောက်ရှင်လို့ဒါဒီလိုလောက်တာဒီလိုပဲကျွန်တော်အမြင်တယ်။ အတခြားလူတွေ public ကတော့ဒီလူတို့ခုနညီမပြောတယ်နော်လူတို့ကိုစိတ်တမျိုးဆိုတော့အဲ့လိုတွေမြင်ကြတာပေါ့ဆွတ်လိုက်တဲ့အချိန်မှာကော်မလေးနေတယ်ကော်မလေးဘက်ကနေကြည့်မယ်ဆိုတော့အာအဲ့လိုလေးမြင်တော့ဟောနည်းနည်းလေးတော့သူရှက်သွားမှာပေါ့နော်ဒီသူစွတ်ကျင်လို့မှသူရှိရလေလာလို့တာအောင်ဒီလိုလေးလို့လဲတဲ့အတွက်ကြောင့်အမတခါကြောင့်လည်းအမှုပြန်သမားတွေအဲ့လိုလေးချိန်ချိန်ရတာပေါ့နော်ကိုလှုပ်ရှင်တာကြီးပဲမလှုပ်ပဲနဲ့အဲဟိုဘယ်လိုခေါ်မလဲသူ့ရဲ့အနေထားပေါ်မူတည်ပြီးကြည့်လောက်အောင်ပါပေါ့ခွိုက်ကြော်လေး ဟိုပတ်စံမဟုတ်လို့မယူလို့ဟိုထင်ထင်ကြတာပေါ့နော်အမှန်တော့မဟုတ်ပါဘူးကိုအကိုတို့အမှုပြန်သမားတွေမှာဟိုပတ်စံမပေးလဲကိုတို့ကတခြားလုံးလေးတစ်လုံးလာပေးလဲကိုတို့ယူတာပဲတခါကြောင့်လို့ကျိုးဝိစေပါတယ်ဟိုလမ်းပေးရလေပါတယ်ပန်းပင်တို့အရွက်တွေချုပ်ပြီးတော့ပေးရင်အကိုတို့ယူတာပဲအကိုတို့မှအဲ့လိုခွဲကြတဲ့စိတ်တော့မရှိပါဘူးဘယ်အမှုပညာသမားမမလေးမရှိဘူးဒါဒါဒီပြိဿဆိုတာကိုတို့ရဲ့ဒါကျွေးရှင်နေလို့ခေါ်ရမှာဘယ်လိုပဲမွေးတာအမေတိုင်းပဲ ဒီပြိတ္တိရမြောက်စားတော့ကိုလိုတောက်စားဖြစ်တာအဲ့ဒါကြောင့်ကိုလိုမှာအဲ့လိုတော့မရှိဘူးသူ့မှာတခုခုလှုပ်ရှင်လို့သာတခုခုခုနကျွန်တော်ကိုပြောသလိုပါနော်ဒါဒီလိုလေးလှုပ်လိုက်တာဖြစ်မှာအမြင်လေးကွဲလဲသွားတာဖြစ်မှာနော်အဲ့လိုလေးလှုပ်တဲ့ခါကျတော့ဒါကတော့ပက်ကလစ်နဲ့နည်းနည်းလေးတော့အဲ့လိုဖြစ်သွားတာပေါ့နော်ဒါပေမဲ့အခုအထင်ကတော့အဲ့လိုမထင်ဘူးဟုတ်ရှင်လေအခုကညီမတို့မေးသလိုဒီလိုလေးဖြစ်ရှင်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့အတွက်လည်းသူစားတော့တောင်းမှပါတယ်လို့နော်ပြိတ္တကူတော့သူလေးစားတယ် ူလေးစားလို့ဒါလည်းသူမနဟိုဟိုကလို့ရှိရင်လည်းမနဲ့ကိုပေါ့နော်သူမိုးလင်းပေါက်ကိုမှပရိသတ်မှာပြန်မရှင်းသူကားလေမလေးစားရင်ထုံးစံရဆိုကိုတို့6နာရီတိတ်နာလေလုပ်ငန်းလုံယိုးလုံးစင်ထုံးစံအတိုင်းဒါဟိုပြောဆိုစံပေးလို့စီရတယ်ဒီပုံစံမျိုးဖြစ်မယ်ဒါပေမဲ့သူအဲ့လိုမဟုတ်ဘူးပရိသတ်ကိုထဲထဲဝင်ပဲပရိသတ်တွေပဲချိန်တိကြည့်ရမယ်ကြည့်ရင်ပရိသတ်ပြန်မှာပဲသူရက်မယ်ဆိုပြီးပြောခဲ့တယ်အဲ့အဲ့တော့ကြောင့်သူပရိသတ်ကိုလေးစားမှုတိုင်းတာတော့ဒါပြောပြနေကြမှာပေါ့ညီမလေး